လူတိုင်းတော်တော်များများသတ်မှတ်လက်ခံထားတာကအသေးခွဲတယ်ဆိုတာဝမ်းနေစရာစိတ်မကောင်းဖြစ်စရာထိခိုက်ခံစားရတဲ့ဖြစ်ရပ်တစ်ခုလို့ပေါ့နော်အသေးခွဲတာကစိတ်ခံစားမှုကိုထိခိုက်နာကျင်စေတာကြောင့်စိတ်အနာကျဖို့အချိန်ပေးရတာမှန်ပေမဲ့အသေးခွဲတာမကောင်းတာပဲတော့မဟုတ်ပါဘူးနော်ဒီလိုပြောလို့တတော်ကိုအသေးမာတာပဲ စာနာချိန်မရှိဘူးလို့မထင်လိုက်ပါနဲ့နော်။တကယ်တော့အသေးကွဲတာမှလည်းကောင်းကျိုးလေးတွေရှိနေပါဗျ။ဒီတော့ပရိသတ်ကြီးကိုမေးချင်တာကအသေးကွဲတာမကောင်းဘူးလို့ဘသူပြောလဲလို့ပါနော်။အသေးကွဲတာမကောင်းဘူးလို့ဘသူပြောလဲမသိပေမဲ့ဒီဗီဒီယိုလေးကနေတော့ကောင်းတယ်လို့ပြောချင်ပါတယ်နော်။ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့အသေးအတော့ဖြစ်စေတဲ့ဆက်ဆံရေးတစ်ခုကိုအဆုံးသတ်လိုက်ခြင်းကအဘဘကကောင်းကျိုးတွေရလာမှအသေးကြပဲဖြစ်လို့ပါနော်။ အသေးခွဲတာကဖြစ်ရတစ်ခုလုံးကိုခြုံကြည့်လိုက်လို့ရှင်ထိခိုက်နာကျင်ရတယ်ဆိုပေမဲ့ကိုကိုကိုတမ်းမအောင်လှုပ်ဆောင်ခွင့်ရတာဖြစ်တယ်လို့ပိုတောက်ပါလာစီဖို့အခွင့်အရေးတရက်ပါလို့အရင်ဆုံးပြောချင်ပါတယ်နော်အသေးခွဲတာကနာကျင်စရာဆိုတဲ့ရှုထောက်ကကြည့်ရင်တော့နာကျင်စရာပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့ကောင်းတဲ့ဘက်ကလှည့်ကြည့်မယ်ဆိုရင်တော့ကိုကိုကိုအကောင်းဆုံးပြင်ဆင်နိုင်မယ့်အခွင့်အရေးကိုနားလည်နိုင်မယ့်အခွင့်အရေးတွေရမယ်ဆိုလဲမမားပါဘူးနော်အသေးခွဲတာကကောင်းပါတယ်လို့ပြောရတဲ့အကြောင်းရင်းလေးတွေကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်နော် အသေးခွဲတာမကောင်းဘူးလို့တတိချမယုံလိုက်ပါနဲ့နော်အသေးခွဲတာကနေအခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်အသေးခွဲနေသူတွေစိတ်ညစ်မနေဘဲနဲ့ဘလို့အကျိုးကျေးဇူးတွေရမလဲဆိုတာကိုကိုယ်တိုင်ပဲလိုက်ကြည့်လိုက်ကြရအောင်နော် မတကူကကိုကိုကိုပိုနားလဲလာမယ်။အသေးခွဲချိန်မှာနဘူးတွေ့ဒူးတွေမဖြစ်မနေရင်ဆိုင်ရမယ်အကြောင်းရင်းတွေအများကြီးရှိလာတယ်လို့နှုတ်ဆက်နေရင်အရာရာကိုဆင်ကျင်တုံ့တက်နေချိန်ကလည်းများလာမှာပါ။ဒီအဖြစ်ပြက်တွေကတာယာနာပြောပဲမရှိပေမဲ့ကိုကိုကိုပြပြဝဝတုံ့တက်ဆင်ကျင်နိုင်မယ်အခွင့်အရေးကိုရမှာတော့အသေးချာပါပဲနော်။ဒီအဖြစ်ပြက်တွေကိုပြန်ပြောင်းတွေးဆင်ကျင်ရင်းကနေပြီးတော့ကိုကိုကိုအရန်ချစ်တက်လား။ ဒုက္ခကောင်းဆန်ခဲ့မိများလားလို့ဆိုတဲ့အားနည်းချက်တွေအားသာချက်တွေပြင်ဆင်ရမယ့်အချက်တွေကိုမြင်လာမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကကိုကိုကိုပိုချစ်တတ်လာတာပါ။ချစ်သူရှိတုန်းကကိုကိုကိုချစ်ဖို့မိနေပြီးတော့ကိုချစ်သူကိုပဲပုံချစ်မိနေသူကများများပါနော်။အသေးကွဲချိန်မှာတော့အဲ့ရေဝဝအိတ်တာကစလို့အစားစားတာကိုပြပြဝဝစားတာအသားရေဂယူဆိုင်တာတွေကိုပါပိုလို့ဖြစ်လာတယ်လို့ကိုကိုကိုဦးစားပေးတတ်ပိုချစ်တတ်လာတတ်ပါတယ် ဒါကြောင့်တော်တော်များများကအသေးကွဲချိန်မှာပို့ပြီးတော့လှလာကြပါတယ်နော်။နောက်တစ်ခုကကိုကိုကို အားကိုးတက်လာတာပါ။အရင်ကကိုချစ်သူကလှုပ်ပေးနေလို့တစ်ချိန်လုံးမိတွေ့နေခဲ့ရပေမဲ့အသေးကွဲပြန်ဆဲချိန်မှာတော့အရာရာကိုအားကိုကိုရမှာတဘာဝပါ။ဒီတော့ဘာဖြစ်လာလဲဆိုရင် ကိုကိုကိုအားကိုးတက်လာတာပါ။အမိကိုကိန်းချင်းကအောင်မြင်စေဖို့အလေးထားကောင်းတစ်ခုဖြစ်ပါတယ်နော်။ဒါကအသေးကွဲတာကနေထွက်လာတဲ့အမျက်တစ်ခုပါပဲနော်။နောက်တစ်ခုကအချစ်စစ်ကိုရှာတွေ့စီမယ်။ တခါတလေမှာကိုတိုင်ကမာရွင်နေတာဖြစ်နိုင်တယ်လို့တဖက်ကမာရွင်နေတာကြောင့်လည်းစစ်မှန်ပွင့်လင်းတဲ့အပေးယူများတဲ့ချက်ချင်းကိုမရနိုင်တာမျိုးတွေလည်းရှိနိုင်ပါတယ်။အချစ်ရေးတစ်ခုမှာတယောက်ကအမြဲနိုင်ရမယ်၊ကြံတယောက်ကအမြဲလျှော့ပေးနေရမယ်ဆိုရင်တော့စစ်မှန်ကောင်းမွန်တဲ့အချစ်ရေးရဖို့ကမလွယ်ပါဘူးနော်။ဒီလိုအချိန်တွေမှာအသေးခွဲတာကပိုကောင်းမွန်ပြီးတော့အပေးယူများတဲ့အချစ်ရေးကိုဖန်တီးနိုင်မယ်အခွင့်အရေးကောင်းတဲ့ရက်ဆိုတာမမေ့ပါနဲ့နော်။အဆုံးတစ်ချက်ကမျောလင်းချက်တွေရှင်းတမ်းလာသေးပါပါ။ အချို့သောအခြေရေးတွေမှာအနာဂတ်မျောလင်းချက်တွေမရှိပဲမျောလင်းချက်တွေမဲနေတတ်တာမျိုးဖြစ်တတ်ပါတယ်။ဒီလိုမျောလင်းချက်မဲနေတာကပြည့်စဲမှုနဲ့အတူအဆုံးသတ်သွားမယ်ဆိုရင်ဒါကအစိုးရကအကောင့်တစ်ခုပါ။လူတယောက်ပျော်ရွှင်အောင်မြင်မှုအတွက်မျောလင်းချက်တွေကဆက်လက်ရှင်သန်မှုလိုအပ်ပါတယ်နော်။ကဲဒါဆိုရင်တော့အသေးခွဲလို့စိတ်ညစ်နေမယ့်အစားအသေးခွဲချင်းကနေကိုယ့်ကိုယ်ကိုစမ်းစစ်လို့ဝမ်းနည်းနေမယ့်အစားကောက်ွက်တွေရှာကြည့်ပါလို့ပြောပြရစီနော်။ အချင်းဟောင်းတွေပုံဆွေးနေမဲ့အစားကိုကိုကိုပိုချစ်ဖို့လဲမမိပါနဲ့အောင်လို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးပဲစစ်မှန်သောချစ်ချင်းတွေရရှိ၍နေကောင်းကြမှာသောနေရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်